အနောက်နိုင်ငံကုမ္ပဏီတွေရဲ့အရေးကြီးသတင်းအချက်လက်တွေကိုတရုတ်အစိုးရကတောက်ခံနေတယ်လို့သက်ဆိုင်ရာကုမ္ပဏီတွေကထုတ်ဖော်ပြောဆိုကြပါတယ်။လျှက်စစ်တဲ့အစ်စ်မြင့်နီးပညာပစ္စည်းတွေကာကွယ်ရေးပစ္စည်းတွေထုတ်လို့ရမှာအရေးပါတဲ့မြေရှားတပ်ထုတွေကိုတရုတ်ကချုပ်ကင်တူလောင်ထားတာဖြစ်ပြီးတော့အဲ့ဒီတပ်ထုတွေကိုဝယ်ခြင်းကုမ္ပဏီရဲ့သတင်းအချက်လက်တွေကိုပေးရမယ်လို့တောက်ခံနေတာဖြစ်ပါတယ်။တောက်ခံနေတဲ့အချက်လက်တွေထဲမှာထုတ်ကုန်ပစ္စည်းရဲ့အမျိုးအစားအသေးစိတ်အပြင်မှာ သူတို့ကုမ္ပဏီတွေစီကနေပြီးတော့ပစ္စည်းဝယ်ယူတဲ့ဖောက်တယ်ရဲ့အစည်းအမပါဝင်တယ်လို့ဆိုရတယ်။အဲ့ဒါတွေကိုသိရှိရမှမြေရှားတထုရောင်းဖို့တရုတ်ကခွင့်ပြုပေးမှာဖြစ်ပါတယ်။တရုတ်ဆိုကတော့အဲ့ဒါလိုအချက်လက်တွေတောင်းတာဟာလုံခြုံရေးကြောင့်လို့ဆိုပေမဲ့အနောက်နိုင်ငံကုမ္ပဏီတွေကတော့တရုတ်ဆိုရဟာရရှိတဲ့သတင်းအချက်လက်တွေကိုအလွဲသုံးစားလုပ်မှာစိုးရိမ်ပူပန်နေကြပါတယ်။အဲ့ဒါလိုအတောင်းခံတဲ့အထက်မှာဂျာမန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Magnusphere လဲပါဝင်တယ်လို့ကုမ္ပဏီ CEO Frank Eckert ကပြောပါတယ်။ အမေရိကန်ကအကုံတော်ကွန်တိုးမြင့်မှုတွေလုပ်ပြီးတော့တရုတ်အမေရိကန်ကုံတော်ရေးစစ်ပွဲပြင်းထန်လာချိန်မှာလည်းတရုတ်ကမြေရှားတပ်ထုခုနှစ်မျိုးကိုအမေရိကန်စီတင်ပုတ်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ပြီးကြတဲ့နှစ်ကလန်ဒန်မှာကုံတော်ရေးဆွေးနွေးပွဲလုပ်ပြီးတော့အမေရိကန်ကတရုတ်ចောင်းသားတွေကိုဗီဇာပြန်ဖွင့်ပေးမယ်လို့ဆိုတော့မှမြေရှားတပ်ထုခုနှစ်မျိုးကိုပြန်လည်တင်ပုတ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။